အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ရေးရည်မှန်းချက်ကိုလှုပ်ဆောင်နေရလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မဲကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာနိုင်ငံတကာကိုသတိပေးပြောဆိုလိုက်ပါတယ်။သတင်းပါလာ26နေမှာအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့အပြည့်အစုံဆိုင်ရာနျူကလ িয়ার လက်နက်အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှန် high level မျက်နှာစုံညီအစည်းအဝေးမှာ တာမတ်ကြီးဥကြုံမိုးထွန်းကတတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပါဝင် ပုံစံမျိုးစုံနဲ့တက်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လှိုင်ကတိုင်းပြည်ရဲ့ပဂတိအခြေအနေမှာအမြင်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့အပြစ်တင်ပြောဆိုပြန်ပါတယ်။ဒင်းနိုင်တိုင်းဒဝေမြို့နယ်မှာ အချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်ထွက်မပြေးနိုင်တဲ့ပြည်သူတွေကိုပစ်တပ်ပြီးရွာလုံးကျွတ်မိရှုခဲ့တဲ့အကြောင်းကိုအလင်းဝင်လာတဲ့တပ်သားမောင်ဝေဆိုသူကဝန်ခံထားတဲ့အပြင် PDF 12ဦးလောက်နဲ့သာခုခံတိုက်ခိုက်မှုကိုအင်အားရာချီတက်လာပြီးဆိုပြီးစစ်တပ်စစ်ကြောင်းတစ်ခုလုံးထွက်ပြေးခဲ့ကြတဲ့အကြောင်းတွေကိုလည်းဝန်ခံထွက်ဆိုထားပါတယ်။